ရေးသမားလုံးမဲ့မင်္ဂလာပါများမမအိတ်တုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါကျမချင်းဒီလက်ကြီးတစ်ပါးလို့အဆိုရှိကြပါသည်တကယ်လည်းဟုတ်ပါသည်ကျမရေမကောင်းမှုဆိုရင်တော့စီစဉ်ဥစ္စာတွေဘလောက်ပဲချမ်းသာပါစီစိတ်ချမ်းသာမှုတော့မရရှိနိုင်ပါဘူးမြန်မာလူမျိုးတွေရဲ့စူတောင်းနေရမှာလေအသက်ရှိရာအနာကင်းချောင်းဆိုတဲ့စကားလေးပေါ့ဝင်ပါသည်ယောဂဗျာတွေကင်းကင်းနဲ့အသက်ရှိရှိနေကြရဖို့စူတောင်းကြတာဖြစ်ပါသည်အသက်ရှိရှိနဲ့အနာယောဂကင်းကင်းနေရဖို့ဆိုတာထိုင်ပြီးစူတောင်းနေုံနဲ့တွေမရပါဘူး ကိုကလည်းဂျမိုင်းနဲ့ညီညွတ်အောင်လို့နေထိုင်စားတောက်ရမယ်။ကိုကရလက်ကျင်ကန်းနေလေလောက်ကြရမယ်။ဂျမိုင်းနဲ့ပတ်သက်တဲ့ဆောင်းရံဆောင်းရံအသည့်ရေလည်းရှိဖို့လိုအပ်ပါရည်။ဒီကနေ့ဗီဒီယိုထဲမှာတော့အမေရိကန်နိုင်ငံကအသက်တရာကျော်အထိအသက်ရှည်ရှည်ရှင်တန်နေထိုင်ကြရတဲ့အဖိုးအဖွားတွေကဘဝနေထိုင်ပြီးသင်ကန်းစာတွေကိုပြန်လည်ဝေမျှတင်ဆက်ပေးသွားခြင်းပါရည်။ဒီဆွေတာဝါယောင်နဲ့မြို့သမီးကတော့ဘာဘရာလို့ခေါ်ပါရည်။ဒီမှာက1924ခုနှစ်ကလေးကမွေးဖွားလာခဲ့တဲ့သူဆိုတော့အခုဆိုရင်တော့အသက်တရာတနည်းရှိနေပါပြီ။ဒီမြန်မာနယ်ပြည်ပပအဖွားကြီးကတော့ဒီယာနေလို့အမိရပါရည်။ သူမကတော့1923ခုနှစ်မှာမွေးဖွားခဲ့တာကြောင့်အခုဆိုရင်တော့အသက်100နှစ်ရှိပြီဖြစ်ပါရင်ဒီကတော့နဲ့ဘိုးကြီးကတော့ဂျက်လိုပဲခေါ်ကြတာပါသူကလေ1924ခုနှစ်မှာမွေးဖွားခဲ့တာဆိုတော့အခုဆိုရင်တော့အသက်100နှစ်ရှိပါပြီဒီပါတိတ်စင်တဲ့အမျိုးသမီးကြီးကတော့ဟဲလီမာ1919ခုနှစ်ကလေးကမွေးဖွားခဲ့တာကြောင့်လက်ရှိမှာတော့အသက်100နှစ်ထဲကိုဝင်ရောက်နေပါပြီသူတို့တွေကသူတို့ရဲ့ဘဝနေထိုင်နေသင်ခန်းစာတွေကိုအခုလိုပဲပြန်လည်ဝေမျှပြောကြားလာခဲ့ပါရင်ဂျက်ကတော့ကလေးဘဝအရွယ်မှာစီးပွားပြက်ကက်နဲ့ရင်ဆိုင်ခဲ့ရပါရင် သူဖြစ်ခြင်းရဲ့အရာတွေကိုဘာတစ်ခုမှလွယ်လွယ်ကူကူနဲ့ရရှိခဲ့တာမျိုးမရှိပါဘူး။ဟယ်လင်ကတော့ငယ်စဉ်ဘဝကဖခင်เจ้าမှာကြီးပြင်းခဲ့ရပါတယ်။ဂျန်နေသူတွေဆိုရင်လည်းဘယ်သူကမှဘဝကိုပန်းကင်းလန်းတပွဲဖြတ်တန်းခဲ့ရတာမျိုးမရှိကြပါဘူး။ဂျက်ကအွေရောက်လာတော့အမေရိကန်ရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဟစ်တလာရဲ့နာဇီတပ်နဲ့ဆင်နွှဲခဲ့ကြတဲ့တိုက်ပွဲတွေမှာသူလည်းအပါအဝင်ဖြစ်ခဲ့တာပါ။ဂျက်ရဲ့အမျိုးသမီးကတော့ရေတပ်ကနေချွန်လုပ်တစ်ခုနဲ့ဘဝကိုရှောက်လန်းသွားစေခြင်းခဲ့တာပါ။အဲဒီနောက်မှာတော့ဂျက်ကတာဝန်ကနေအနားရရှိတဲ့အချိန်မှာသွားဆရာဝန်တယောက်အဖြစ်အသက်မွေးခဲ့ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်သူတို့အားလုံးကသူတို့ရဲ့ရွေးချယ်မှုတွေပေါ်မှာနောင်တရခဲ့ခြင်းအလျင်းမရှိခဲ့ပါဘူး။သူတို့ရဲ့ရွေးချယ်မှုတွေပေါ်စိတ်ပြက်နောင်တရနေခြင်းကကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုကြဆင်းစေတဲ့တယ်လို့သူတို့ကခံယူထားကြတာပါ။အဲဒါကြောင့်ပဲဖြစ်သမျှအကြောင်းအကောင်းကြီးပဲလို့တွေးကာအရာအားလုံးကိုသူတို့တွေအားလုံးရင်ဆိုင်ကြောဖြတ်ခဲ့ကြတာပါ။အမျိုးသမီးကြီးတွေကတော့အိမ်တော်ကြီးကဘဝမှာအရေးကြီးဆုံးသောအစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ခံယူထားကြပါတယ်။ချစ်ချင်းမေတ္တာကိုခံစားသက်ဝင်မှုရှိဖို့အရေးကြီးပြီးတော့ဒါမှသာတဦးနဲ့တဦးနားလည်မှုရှိရှိနဲ့တာယာချမ်းမြေ့တဲ့အိမ်တော်ကြီးတစ်ခုတည်ဆောက်နိုင်လိမ့်မယ်လို့သူတို့ကလက်ခံထားကြတာပါ။ တူညီတဲ့စိတ်ထားရှိခြင်းကအိမ်ဆောင်ရေးတစ်ခုအတွက်အရေးကြီးတဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။အားအကြောင်းပဲတရားနဲ့တရားပြောရင်တဲ့ဇာတ်ရီကိုပုံမှန်လင်းလင်းပြောဆိုပြီးညှိနှိုင်းဆွေးနွေးကြဖို့လိုအပ်ပါတယ်။မြုံနေတာတွေကအချင်းကြားလာရင်တော့ကြောက်ခန်းချင်းတွေကြားမှာနေပြောလာပါလိမ့်မယ်။ဒီเจ้าတွေကိုသူတို့ကပြန်လည်ဝေမျှပေးခဲ့ကြပါတယ်။အချို့တွေကလူလောကတွေကနေစောစောစီစီကျွေးလွင်သွားခဲ့ကြတယ်။ဒါတွေကကျမ်းမာရေးကိုတိတ်ပြီးတော့အလေးမထားကြတာလေပေါဝင်ပါတယ်။ဆောင်းရန်ရှောင်းရန်တွေကိုသတိထားရမယ်။ဒါတွေစားရင်ဒီစီးတွေတောက်ရင်ဘာတွေပြည့်ထွက်ဆူကြိုးရှိနိုင်မလဲဆိုတာကိုလေတိထားကြတင်ပါတယ်။ ကိုလက်လေးကျင်ကန်ဒီပုံမှန်လောက်ရမယ်အရာအလုံးကအကြောင်းနဲ့အကျိုးဆက်ဆက်နေပါရင်ကျမကြီးကိုကိုကအလေးမထားရင်တော့ကျမကြီးကလည်းကိုကိုအလေးထားမှာမဟုတ်ပါဘူးအချိန်မတန်ခင်မှာပဲတင်မင်းကတကားလာခောက်ပါလိမ့်မယ်အသက်ရွယ်ကရလာပြီဖြစ်လို့ကိုလက်တွေကမတည့်ချင်လောက်အောင်နှီးကွေးလေးလံလာတတ်ပါရင်ကျမဆိုရင်သူ့တငယ်ချင်းတွေတယောက်မှမရှိကြတော့ပါဘူးအားလုံးကသူ့ထက်အရင်လောကကြီးတကနေထွက်ခွာသွားခဲ့ကြပြီဖြစ်ပါရင်သူတို့ရဲ့အိမ်ောင်ဘတ်တွေကလည်းဒီထဲမှာပါသွားခဲ့ကြပါရင်ဘဝမှာလူတိုင်းကကိုချစ်တဲ့သူတိုင်းနဲ့အုံမင်းအောင်ပေါင်းသင်းခဲ့ကြပါပြီဒီလိုကြံရစ်ခဲ့ရတဲ့အဖြစ်တွေမှာ လွမ်းပတူရှိပါမလဲတိုက်ဆိုင်မှုတွေရှိလာတိုင်းကိုယ့်ရဲ့အိမ်အောင်ဘက်တွေနဲ့တူပျော်ရွှင်စွာရှိခဲ့မှုတွေအတိတ်တွေကိုသူတို့တွေလည်းပြန်လဲလွမ်းဆိုတာတာနေကြမှာပါအဲဒါကြောင့်ပဲအသက်ရှင်တန်နေကြတော့ခဏမှာတော့တဦးနဲ့တူချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ဘဝကိုဖျက်ဆီးသွားကြဖို့သူတို့တွေကတိုက်တွန်းခဲ့ကြတာပါအပန်းမကြည့်ဘူးဆိုရင်အလိုလိုက်ပြေးလိုက်တက်နိုင်နေဆိုရင်ဖြည့်ဆည်းပေးလိုက်ကြစီခြင်းပါတယ်ဘဝဆိုတာတူတူလေးဖြစ်ပါတယ်ရှင်တန်ချိန်လေးရတိုင်းမှာချစ်ရသူတွေကိုတက်နိုင်သမျှပျော်ရွှင်ချမ်းမြေ့စေခြင်းနဲ့စိတ်နဲ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်များ အစုံလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်